အနုပညာဈေးကွက်ကအရင်လိုမဟုတ်ပဲပြက်ပြားလာပြီလို့တဲဖဲလိုက်တဲ့ယုံလေးဒီတစ်ချိန်တိုင်းကိုကိုရိုင်းဖန်တီရီသားတီဆိုသူကတော့အစရောယုံလေးပဲဖြစ်ပါတယ်သူကအစရောတယောက်ဖြစ်ုံသားမကပဲရိုက်တာတယောက်အဖြစ်နဲ့ပါရုပ်ရှင်စကားကြီးတွေရိုက်ကူးနေရတာဖြစ်ပါတယ်သူရိုက်ကူးတဲ့စကားတွေဟာလည်းပရိသတ်တွေအပြည့်နှစ်ချက်မှုတွေရရှိထားတာဖြစ်ပါတယ်သူကတစ်ချိန်အောင်တဖို့ဖြစ်တဲ့အချစ်အတွက်ကံမကောင်းခဲ့သူဆိုတဲ့တစ်ချိန်လေးကလည်းဒီနေ့ချိန်အထိပရိသတ်တွေရဲ့ပတ်သက်ပြားမှာအေးပန်းစားနေစေပါပဲနော်အစရောတယောက်ဆောင်ရိုက်တာယုံလေးကမြို့မရုပ်ရှင်လောကပြည့်စည်နေပြီလို့၎င်းရဲ့ Facebook လူမှုကွန်ရက်မှာရေးသားခဲ့ပါတယ်အနုပညာလောကမှာ မြန်မာရုပ်ရှင်လောကပြည့်စည်နေပြီဆိုတဲ့သတင်းစကားကအမှုပညာအတောင်းဝိုင်းကနေမကြာခဏထွက်ပေါ်လာလိမ့်ရှိတဲ့စကားတစ်ခုဖြစ်ပြီးတော့အမှုပညာသမားတွေရဲ့မစင်မကျင်နေထိုင်မှုပုံစံတွေကြောင့်အမှုပညာသမားတွေကိုလူအများကအထင်မြင်သိလိမ့်ရှိတတ်ကြပါတယ်။သူကအခက်အခဲများစွာကိုဖျက်ကျော်ကအောင်မြင်မှုတွေရရှိအောင်ကြိုးစားလာခဲ့တဲ့တူတူပဲဖြစ်ပါတယ်။လူတိုင်းအပေါ်ကိုလည်းရယူလို့စိတ်မရှိပဲပိဆက်မှုတသက်ဖြစ်တာကူညီပေးနေတဲ့ယုံလေးကိုပရိသတ်တွေအားလုံးကလေးစားအားကျအတူယူနေကြရတာဖြစ်ပါတယ်။ယုံလေးကနာမည်ကြီးအမှုပညာရှင်ဖြစ်ပေမဲ့မမနာမရှိပဲပြပြောနေတတ်တာဖြစ်ပါတယ်။ ဒါအပြင်ပေါင်းသင်းဆက်ဆံရေးလက်ကောင်းတဲ့အုံလေးကအမှုပညာမောင်နှမတွေအားလုံးနဲ့လည်းအေးအေးနီးနီးနေတတ်တာဖြစ်ပါတယ်။အဲဒီလိုလူချစ်လူခင်ပေါ်တဲ့အုံလေးကတိတ်မကြခင်မှာတော့သူ့ရဲ့အမြင်ကိုအခုလိုဝေမျှခဲ့ပါတယ်။ယုံလေးကရုပ်ရှင်လောကပြည့်စည်နေပြီဆိုတဲ့အကြောင်းမှာ၎င်းတို့အချင်းချင်းကြားအမှုပညာကြီးကောင်းမှုဖြတ်မှုယုံတင်ရုပ်ရှင်စကားများယုံတင်ခွင့်ရရှိအတွက်အလက်ကြောခံရမှုငွေမျက်နှာကြည့်ရဦးစားပေးခံရခြင်းအပအဝင်မိမိတို့ရဲ့ရုပ်ရှင်ဇာတ်ကယုံတင်ခွင့်ရရှိဖို့ရုပ်ရှင်ဝန်ပိုင်ရှင်တွေနဲ့ထုတ်လို့ရေးသမားတို့ရဲ့လောဝတ်ချင်းရိုက်နိုင်လိုမင်းတက်ပြုကျင့်ခံရတာတွေမင်းသားမင်းသမီးဇက်ဖို့တရုပ်ဆောင်များရရှိတဲ့အမှုပညာကြီး မမတမ်းမှုအကြောင်းကိုရင်ခွင့်ထားတာဖြစ်ပါတယ်။ယုံလေးကအခုဆိုရင်ရုပ်ရှင်ကိုစိတ်ပြက်ပြီးမကြည့်တော့တဲ့လူဒန်းစားကအရင်များတယ်။အဲ့ဒီလိုလူဒန်းစားတွေရုပ်ရှင်ကိုပြန်လေးထားဖို့ပြန်ယုံကြည်အားပေးဖို့15ရက်တကာတစ်လတကာတော့မရဘူး။ဟိုကော်ပီလိုက်ဒီကော်ပီလိုက်နေတော့မရဘူး။မိသားစုတယောက်အသေးတယောက်မိန်းသမီးအကြီးတယောက်အသေးတယောက်ငှားကြလေသတည်း။ဟုတ်ပြန်ကြလေသတည်း၃ယောက်ကတယောက်တည်းကိုဝိုင်းကျဲကြလေသတည်းရွာတရွာအခွက်နှစ်ခွက်ရံဖြစ်ကြလေသတည်းအဲ့ဒီလောက်နဲ့တော့ပြည်သက်တွေကိုရှော့မတွက်တင်မှုလေးဆိုပြီးတော့ရေးသားခင်တာဖြစ်ပါတယ် ုပ်ရှင်ဆိုတဲ့စကားလုံးမှာအများကြီးတန်ဖိုးရှိပါတယ်လို့လည်းဆိုထားပါတယ်ရှင်။ရုပ်ရှင်လောကမှာပေါ်ကားတဲ့ဟာတာကများကွာခြားပုံဒီချိန်ကဝိုင်းရတယုတ်ဆောင်ကြီးများရဲ့ဟာတာဇက်ကားတွေကဒီနေ့အချိန်ထိလူအများရင်နဲ့ထင်ကျန်ရခဲ့ကြအောင်အချောက်စရုပ်ထရရုံနဲ့ဟာတာကမဖြစ်မြောက်ကြောင်းဇက်ဆောင်ဇက်ဖို့တွေရဲ့အခန်းကဏ္ဍအရေးပါပုံစတဲ့ရုပ်ရှင်လောကထဲမှာအလွဲအမှားတွေကိုရေးသားထားတာဖြစ်ပါတယ်။၎င်းရဲ့ရေးသားမှုတွေကိုတော့ပေါ်ကားများရိုက်ကူးခဲ့တဲ့ရိုက်တာပြဟိန်တရားကလည်းပြန်လည်တုံ့ပြန်ပြောဆိုထားသလိုအပြန်အလှန်ဝေဖန်ပြောဆိုမှုတွေရှိလိုနေပါတယ်ရှင်။